ဟိန္ဒူတန်နာရီမှာ Trinity ဆိုတဲ့နာမည်တခုရှိပါ Trinity ဆိုတာဆက်ကြော်လာတဲ့ဘလုံးထင်းချုပ်တာအင်အားကြီးဆုံးဖေယသုံးပါးကိုစုပေါင်းခေါ်လိုက်တဲ့အမီနာမသူကတော့ Brahma Vishnu နဲ့ Shiva တို့ဖြစ်ပါနားလည်လို့အောင် ပြောရရင်သုံးပါးတစ်ပါးပါသူတို့ကတစ်ပါးလေးဖြစ်တယ်လို့ဆိုလိုတာပါဒီဖေယသုံးပါးဆက်ကြော်လာရဲ့ဖြစ်တည်မှုစုံကိုကိုးစားပြုပါပြမဆုံးအနေနဲ့ Brahma ဆက်ကြော်လာကိုဖန်ဆင်းပါတယ်။ပြီးရင် Vishnu က Brahma ဖန်ဆင်းထားတဲ့လောကကိုထင်းထင်းရှားရှားပေးပါတယ်။ နောက်ဆုံးမှာတော့ရှီဘာကလောကကြီးဟောင်းလာတာကဖြစ်စီပြီးပြီးတော့အရာကအစအနေပြန်လဲစတင်နိုင်မှုပြင်ဆင်ပေးပါတယ်။ဒါကြောင့်သူတို့ကစက်ကြောလာရဲ့စုံသူတို့ကထိန်းချုပ်နေတဲ့အင်အားစုတွေဖြစ်နေတာပါ။ကျော်ရင်နေဗီဒီယိုလေးမှာဒီဖိယသုံးမကြောင့်ပြပြသွားမှာ။ပြမဆုံးအနေနဲ့ဗြဟ္မာမှာမျက်နှာလေးခုရှိပါတယ်။မျက်နှာတစ်ဖက်စီကနေဟိန္ဒူဘာသာရဲ့အရေးကြီးဆုံးကျမ်းဂန်တွေဖြစ်လက်ဗေဒကျမ်းလေးကိုဖတ်ရှုနေရလို့ဆိုပါတယ်။ ူကပို့ပပန်းနဲ့ကြာပန်းတပွင့်မှာမှာထိုင်းနေပြီလက်ထဲမှာ brief စိတ်ကို brief စိတ်တွေကျန်းကန်နေတဲ့အသုံးဆောင်ပစ္စည်းတွေကိုကန်ဆောင်ထားလို့ရှိပါတယ်ဘရမာဖန်ဆင်းခြင်းရဲ့ဖရာဖြစ်ပေမဲ့သူ့ကိုကိုယ်ရဲ့ဖရာကြောင့်အရေးတက်ကတော့အခြားဖရာတွေတော့မများဘူးလို့သိရပါတယ်ဘာလို့လဲဆိုတော့သူကစက်ကြောတော်ကိုတစ်ချိန်ပဲဖန်ဆင်းခဲ့ပြီသူ့ရဲ့အခန်းကဏ္ဍအပြီးဆုံးသွားလို့ယူဆခဲ့ကြလို့ပစ္စည်းတွေကများသွားပြီးအသားမဲပြအောင်ဒါမှမဟုတ်အသားအညိုရောင်းနဲ့လက်ဘူးဆောင်းတဲ့ပုံစံမြင်တွေ့ရလိမ့်ရှိပါတယ် လက်ထက်မှာတော့ကြည်တော့ခီဦးတင်ရေဦးနဲ့ကြာပန်းတွေကိုခိုင်ဆောင်ထားလိရှိပါတယ်။သူ့ရဲ့စီးတော်ရင်ကတော့ဂလုံးဖြစ်ပါတယ်။လောကကြီးမှာမကောင်းမှုတွေပြန်မောလာတဲ့ခါတိုင်းပိရှနုကအခြားသူတွေရဲ့ပုံစံမျိုးနဲ့ကဘာကိုဆင်းသက်ပြီးကယ်တင်တတ်ပါတယ်။ဒီလိုဆင်းသက်လာတော့အဗတာလို့ခေါ်ပြီးတော့ခရစ်နာယာမစာရီယာပိရှနုရဲ့အဗတာတွေဖြစ်တယ်လို့ဟိန္ဒူဘာသာဝင်တွေကယုံကြည်ကြပါတယ်။ရှိပါဦးလေအသားမဲပြအောင်ဒါမှမဟုတ်အဖြူရောင်နဲ့ပုံဖော်လေးရှိပါတယ်။ တွေ့ရလဲပြီမှာမွေးပတ်ထားပြီးခန္ဓာကိုယ်မှာပြာရီလင်းချေထားလို့ရှိပါတယ်။သူ့နှဖူးကမှာတက်တရမျက်လုံးစီပြီးတော့စပင်းတွေရဲ့မှာခင်းငါမင်းနဲ့လာချမ်းကလေးပါဝင်ပါတယ်။ထူးခြားချက်အနေနဲ့ရှေးဘောက်ကိုအခြားဘာသာဝင်တွေကဖျက်ဆီးခြင်းရဲ့ဖျားဖြစ်လူတီများပဲမြင်တယ်။တကယ်တမ်းကျတော့ဖျက်ဆီးရဆိုတာဟောင်းနှဲပြီးမလိုအပ်တော့တဲ့အရာတွေကိုဖျက်ဆီးတာပါ။ပုံမကောင်းတဲ့အရာတွေအတွက်လမ်းဖွင့်ပေးတဲ့သဘောပါ။ဒါကြောင့်ရှိပါဖြည့်စည်သူဖန်လေးသူနဲ့ခယူနာရှင်စရတဲ့အတွေ့အမြင်မျိုးနဲ့တရှိနေရပါတယ် ဆိုတော့ Hindu Trinity ကဖရာသုံးပါးတည်းတည်းမဟုတ်ပါဘူး။သူကဖန်ဆင်းခြင်းထိန်းသိမ်းခြင်းနဲ့ဖြစ်စီခြင်းဆိုရယ်စัจ java ရဲ့တဘာဝစုံလေးကိုကိုးစားပြုနေတဲ့အင်အားစုတွေပါ။ဘရမမရှိရင်ဖန်ဆင်းခြင်းမရှိတယ်လို့ Vishnu မရှိရင်တည်တယ်မှုမရှိနိုင်ပါဘူး။ရှိပါမရှိရင်လည်းပြန်လဲစတင်ခြင်းဆိုတာမရှိနိုင်ပါဘူး။ဒါတော့ Hindu Trinity ရဲ့ဖရာသုံးပါးအကြောင်းပါ။ဆုံးရှင်နိုင်အောင်ဝေသားလို့အားလုံးကျေးဇူးတင်ပါတယ်ဗျာ။